်မင်္ဂလာပါရှင် KNPDP တည်ရင်တုံးကတတတာတွေခေါ်ယူနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရင်အမျိုးသားငင်းချင်ရင်လည်းဖွင့်ဖြိုရေးပါတီ KNPDP ရဲ့အမတ်တုံတရင်ကတက်တာတက်တွေခေါ်ယူနေတယ်လို့အော်တိုဘလာ၂ရက်နေမှာထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုခေါ်ယူရခြင်းမှာတက်ရင်ရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့တက်အင်အားလိုအပ်ချက်ကိုပြန်လည်ဖြစ်တင်ဖို့အတွက်ဖြစ်တယ်လို့ KNPDP တည်င်းနဲ့ပြန်ကြားရေးခုံစာကပြောပါတယ်။ KNPDB တက်ရင်တုံးမှာတာဝန်ထမ်းဆောင်လူတူတွေအနေနဲ့အသက်18နှစ်ကနေ35နှစ်ကြားရှိသူကျမရေကောင်းမွန်သူ KNPDB ကချမှတ်ထားတဲ့မူဝါဒတွေကိုလိုက်နာဆောင်ရွက်နိုင်သူတော်လည်းပြီးဆုံးတဲ့အထိအတူတကွတိုက်ပွဲဝင်လို့စိတ်ရှိသူဖျားပြီး KNPDB ကပေးအပ်တဲ့မိတ္တတာဝန်တွေကိုမဆိုအချိန်မရွေးနေရာဒေတာမရွေးတာဝန်ထမ်းဆောင်နိုင်သူဖျားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ KNPDP တပ်ရင်တုံးကို2022ခုနှစ်အတွင်းစတင်ဖွဲ့စည်းခဲ့ပြီးကရင်ပြည်နယ်အတွင်းတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူပူပေါင်းတိုက်ပွဲဝင်လျက်ရှိပြီးကြဆုံရှဲပေါ်စေယူအထိရှိတယ်လို့တတိယနဲ့ပြန်ကြားရေးခုံစာကပြောပါတယ်ရှင်။